မမင်္ဂလာပါခင်ဗျာစာတိချက်ကြွေမွေးရမြင်နဲ့ဝေးရမှာရုံးကန်လှူရှားနေကြရတဲ့မြန်မာလူမျိုးတွေရဲ့မျောလင့်ချက်အိမ်မက်တွေနဲ့သူတို့ဘယ်လိုစူးစမ်းနေထိုင်ကြလဲဆိုတာနားဆင်ကြရမှာပဲဖြစ်ပါတယ်ကျွန်တော်ဘန်ကောက်ရောက်တာနဲ့မလုပ်လဲဆိုတော့ဈေးရောင်းမှုပြင်ဆင်တယ်ဈေးရောင်းပြင်ဆင်တယ်ဆိုတော့မြန်မာနိုင်ငံကအစားအသောက်ကုန်လေးတွေယူပြီးတော့ဒီမှာပြန်ရောက်မယ်ပေါ့တော်တော်များလေးရောင်းနေကြတာဟုတ် ော်ကိုလည်းရောင်းအောင်အဆင်ပြေမလားဆိုပြီးတော့ဝယ်ပြီးတော့ရောင်းတယ်ရောင်းပြီးသူ့အနေနဲ့သူအဲ့လိုမျိုးရောင်းနေတာပေါ့ဗျာရောင်းနေကျွန်တော် delivery delivery တွေပါတယ်ကိုယ့်အောက်လိုက်ပို့ရတယ်ကိုယ့်အောက်လိုက်ပို့ရတယ်ဟာ never ဆုံးနေတာပေါ့ delivery ကဘယ်လိုပို့ရလဲဒီအဝေးကြီးဆိုရင်ဘယ်လိုပို့မလဲအရင်ရောင်းနေတဲ့လူတွေကိုလိုက်မေးကိုယ့်အောက်စုံစမ်းအဲ့လိုမေးမေးနဲ့စီရောင်းနေပြီးတော့ဟောငါဘန်ကောက်မှာ connection တခုတော့လုံးမရမယ်အတိမိတ်ဆွေလေးရှာမရမယ်ကိုယ့်အကိုတယောက်တည်းရုံးကံဖို့ဆိုတော့ဒီတိုင်းတယောက်တည်းတက်ဆိုင်အတိမိတ်ဆွေနဲ့ဆိုရင်ပို့ပြီးဆင်ပြေမယ်ဆိုပြီးတော့ကျွန်တော်က share ဒီ Facebook ပေါ်ပဲ share တာပေါ့မိတ်ဆွေကပေါင်းပင်ကကိုမအရင်တော့ရှိခဲ့တဲ့လူတွေနဲ့ကိုနဲ့ကဆက်သွယ်ပြတ်သွားပြီးတော်တော်လေးကြာပြီးဆိုတော့ကိုကတယောက်တည်းဖြစ်နေတာလေအဲ့ဒါလည်းပါတယ်အဲ့ဒါကျွန်တော်အဲ့မှာဟိုကြောင်ညာတစ်ခုတွေ့တယ်ဒီဘန်ကောက်မှာရှိတဲ့ Dia Burma Academy ဆိုတာ Dia Burma Academy ဆိုတာကမြန်မာနိုင်ငံက ဖွင့်လာတာဘန်ကောက်မှာ official ပဲသူကအဲ့မှာအထိုင်းစာတင်ပေးတယ်အင်္ဂလိပ်စာတင်ပေးတယ်ကွန်ပျူတာတင်ပေးတယ်သူအဲ့လိုမျိုးအရင်ကလူတယောက်ဖွင့်အရင်ကလူတယောက်ဆိုတာဟိုအရင်ကဒီမျိုးဆက်ပေါ့နော်တော်လိုင်းမျိုးဆက်88တောင်းကအဲ့လိုမျိုးတော်လိုင်းမျိုးဆက်လားမသိဘူးအဲ့လိုမျိုးဆရာကြီးရောက်ဝင်တာသူလည်းဆက်သက်တယ်ရပဲအဲ့မဲ့တော့ဒီတော်လိုင်းလို့တဲ့လူအဲ့လိုမျိုးသူဖွင့်တာထားပါတော့အဲအိုက်ကနေပြီးတော့ဒီအပေါ်မှာအကယ်ဒမီကဘာကြော်ညာလဲဆိုတော့သူက mobile film making ခုနှစ်ရက်တင်တယ်ဆိုပြီးတော့ခေါ်တယ် တော့ဒီ mobile phone နဲ့ရုပ်ရှင်ဘယ်လိုရိုက်မလဲဆိုတဲ့ဟာတင်ပေးမှာ director တယောက် director name ကိုတော့ကျွန်တော် mention မလုပ်တော့ဘူးဘာလို့ဒီရှင်းရှားကဒီအကြောင်းဆက်ပြောမှာဆိုတော့ဒါကျွန်တော်ရဲ့ဘန်ကောက်ရောက်ချင်းမှာတွေ့တဲ့တွေ့ကြုံနဲ့မှာတစ်ခုတည်းမှာသူလည်းပါတယ်ဆိုတော့အာ तू ကတင်နန်းဖွင့်ဖို့ခေါ်ရတယ်ဟုတ်ပြီငါဒီတင်နန်းကိုတော့တတ်တယ်မယ်တင်နန်းတော့တတ်မယ်ဆိုတော့ကိုကလည်း background ရှိရဗျာပြောမယ်ဆိုကျွန်တော်ကဒီ fin industry ရဲ့မှာလောက်လာတာဒီရုပ်ရှင်ထုတ်လို့ရေးဆိုတဲ့ဟာ ရိုက်ဝေးပိုင်းထဲမှာလောက်လာတာကပြောမှဆိုကျွန်တော် MRD4 မှာလောက်လာ MRD4 ဟုတ်ရင်ဒီ Manly FM Manly FM MRD4 Channel 7 MRD လောက်လာတာဆိုတော့ကျွန်တော်10စုနဲ့တခုကြာ10နှစ်ကျော်အောင်ဒီအတွေ့အကြုံရှိရဗျာဒီအတိုင်းဝိုင်းထဲမှာနေလာတာကျွန်တော်ပြီကျွန်တော်တို့ကိုယ်တိုင်လည်းအပြင်မှာ operation တွေပိုင်းလုပ်ခဲ့သေးတယ်မြန်မာနိုင်ငံတည်ငြိမ်နေတော့ကအဲလိုမျိုးအဲ့တော့ကျွန်တော်ကဟုတ်ပြီဒါကတော့ကိုယ့်အလုပ်ပဲဒီထဲမှာဘာတွေရနိုင်မလဲ ဟုတ်ပြီ connection တွေဘာတွေရနိုင်မယ်မိတ်ဆွေတွေဘာတွေရနိုင်မယ်ဆိုကျွန်တော်အဲ့မှာတွတ်တက်တယ်တန်းတန်းတွတ်တက်တယ်ကျွန်တော်ကိုယ်နဲ့လည်းဟိုအလှမ်းဝေးနေတာလည်းကြာပြီကွာပွင့်လင်းပြောရင်အဲ့ဈေးရောက်နေဆိုတော့လည်းမလုံချင်ဘူးဈေးကလည်းဘာလို့လောက်မှမသိလို့သာရောက်နေတာပြီးရင်ဈေးရောက်တာလည်းမမြတ်ဘူးရှုံးနေတယ်ကျွန်တော်ကအကျွေးရတင်နေတာကျွန်တော် အလုပ်ထုလုပ်ချင်နေတယ်အားနဲ့အဲ့တင်တန်းမှာရောက်တော့သူကတင်တန်းတော့ခုနှစ်ရက်တည်းဒါပေမဲ့မိတ်ဆွေတွေရတယ်ဗျာကျွန်တော်လည်းဒီမှာဘန်ကောက်မှာတယောက်တည်းဖြစ်နေတော့အဲ့မှာ မြန်မာနိုင်ငံသားဒီမှာနေတာကြားတဲ့လူတွေနဲ့တိရတယ်ဗျာဟိုမှာရွှေရောင်းတဲ့ကောင်းလေးတွေရှိတယ်တင်မလားဒီလက်သက်အလှပြင်းတဲ့အမျိုးသမီးတွေပါတယ်ဒီတခြားအစုံပေါ့အဲ့ထဲမှာရိုက်ကူးနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိဆုံးကကျွန်တော်တို့ပြောလို့ရတယ်ကျန်လူတွေကဘာမှမသိဘူးသူတို့လည်းဒီတိုင်းပဲအတိမိတ်ဆွေများရမလားဆိုပြီးလာဒါပေမဲ့သူတို့လည်းသူတို့စီမှာပြစ်ချင်တဲ့ဟာတွေပါတယ်ဗျာအဲ့မှာဒီ blogger ပြစ်ချင်တာဗာပြစ်ချင်တာညာပြစ်ချင်တာသူတို့အမှတင်းတန်းရောက်တော့ဆရာမေးတယ်အဲ့တော်ရတာဗာပြစ်ချင်တာလည်းတယောက်ချင်းထားပြီးတော့မိတ်ဆက်ခိုင်းတယ်ဗျာ အမိတ်ဆက်ကိုနာမည်ကိုပြောအဲရည်ရချက်ကပါလေဘာရည်ချက်နဲ့ဒီတနန်းကိုလာလဲအနှစ်ခုသုံးခုတွဲပြီးပြောကြတယ်တစ်ခုချင်းစီပြောကြတယ်အဲ့လိုမျိုးပေါ့တိမိတ်ဆွေလာရှာတာဘာဖြစ်တယ်ညာဆိုတော့ကျွန်တော်အရှင်းတယ်ကျွန်တော်ဒါရိုက်တာဖြစ်ချင်တာလို့အာသူကကျွန်တော်တစ်ချက်ကြည့်တယ်โอเคဟုတ်ပြီအာပြီးသွားတော့မှာတင်တန်းပေါ့နော်တင်တန်းကလာတွင်မှာကျွန်တော်တို့ကသာစာတွေတွေပြောပြတယ်နည်း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 စီပြောပြတယ်ပြောပြတယ်ပြီးရင်ကျွန်တော်လက်တွေတွေလောက်တယ်ပြီးတော့ project b ပြီးတော့သင်တန်း project အနေနဲ့ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ကိုယ့်အဇညွန်းဝိုင်းပြီးတော့ဇညွန်းတစ်ခုရေးတယ်ရေးပြီးတော့ဒီ short film တစ်ခုရိုက်ရမယ်ဟုတ်ပြီ short film ရိုက်ရမယ်ဆိုတော့ဒီ short film ကဘာလဲဆိုတာနေစပြီးတော့အဲ့မှာကျွန်တော်တို့စပြီးတော့ brainstorm လုပ်ပြီးတော့ကျွန်တော်ဇညွန်းတစ်ခုရေးကြတယ်ဗျဆရာလည်းပါတယ်သူကစစတဲပေးတယ်ဒီပြောမှဆိုရင်ဒီဒီမှာခက်စားတယ်အထိုင်းမှာခက်စားတယ်လူလိမ်ပွဲစားတွေအကြောင်းပဲရိုက်လိုက်ကြမယ်ပေါ့အရင်ဒီ တခြားဟာမတွေးတော့ဘူးဟုတ်ပြီအဲ့ဒါဘလို့ဖြစ်နိုင်ရရှိရတာအကုန်လုံးကျွန်တော်တို့ရဲ့အတွေ့အကြုံတွေအကုန်လုံးပေါင်းလိုက်ပြီးတော့ဇာညွန်တစ်ခုလုတ်လိုက်တယ်ဇာညွန်တစ်ခုလုတ်လိုက်တယ်ပြီးရင်အဲ့ဒါကိုပြန်ပြီးတော့ဘသူတွေကဘယ်နေရာတွေမှာတည်ဥဆောင်မယ်လားကျွန်တော်ရွေးကြတယ်အဲလူတွေထဲ့တာတော့ကျွန်တော်ရွေးတာပေါ့နော်ဘာလို့ကျွန်တော်က character role ရသွားတာကိုဆရာပေးလိုက်တာကျွန်တော်ရိုက်ဖို့ပေးတာဘာလို့ဆိုတော့သူများလည်းရိုက်လို့အဆင်မပြေဘူးကျန်တဲ့ကောင်တွေကလည်းမသိဘူးကျန်တဲ့ကောင်တွေမသိတော့ဟိုကိုထိုင်အငယ်တွေမဟုတ်လို့ပြောတာဘော်ဒါလိုမျိုးပြောတာဘယ်လိုမျိုးနှိမ်ပြောတာမဟုတ် ကျွန်တော်ကျန်တဲ့ကောင်လည်းမသိဘူး။အဲ့တော့ကျွန်တော်ပဲလောက်အောင်မှာဟုတ်ပြီ။ကိုယ်လောက်အောင်မှာဆိုတော့ချကွာ။ချပါဒါပေမဲ့အဲ့မှာဟိုဇညုံကောင်းကောင်းနိုင်တဲ့လူတွေပါတယ်။ကျွန်တော်ကဒီဘက်ကရိုက်ကူးရင်းနဲ့ပတ်သက်တဲ့ဟာပဲသိတယ်။အဲ့မှာဇညုံကိုအရင်ကရေးလာတဲ့လူတယောက်နှစ်ယောက်ပါတယ်။ပြီးရင်စာဖတ်အားအရင်ကောင်းတဲ့ကျောင်းဆရာတယောက်ပါတယ်။အာသူတို့တွေကဇညုံကိုအကူအညီပေးတယ်။ဒီစကလုံးတို့ပါလို့ဆိုရင်ကျွန်တော်အဲ့ကျွန်တော်ကျောင်းဆရာလို့ခေါ်တာပါ။သူကဒီမှာခီးသွွား agency တခုလောက်ထားတယ်။ကျောင်းဆရာဆိုတော့သူကဒီပိတ်ရက်ဒီမှာ ဒီ Sunday school ပေါ့နော်ဒီ Thai မှာရှိတဲ့ Sunday school လို့ပုံစံမျိုးဒီဖုံးကျောင်းတွေမှာသူကစာပြန်သင်ပေးတာအင်္ဂလိပ်စာတော့ပါဘူးသူမှလည်းတပည့်ရှိ connection နဲ့အများကြီးရှိတယ်ဒါရခဲ့တဲ့ဒါကောင်းတဲ့အကျိုးကျေးဇူးပဲအဲ့တင်တဲ့တော့တက်လိုက်လို့ရတဲ့အကျိုးကျေးဇူးပဲအဲ့လိုမျိုးမိတ်ဆွေအများကြီးရတော့ထားပါတော့အဲ့ကျွန်တော်ခုနကဆက်မယ်ဆိုရင်ရုပ်ရှင်စာရိုက်ဖြစ်ဖို့လုပ်တယ်အဲ့တော့ location တွေပါ share ရိုက်လိုက်တယ်ပေါ့ဗျာကျွန်တော်ဒီ shopping တကားရိုက်လိုက်တယ်မြန်မာချင်းချင်းကူညီရမှာပေါ့ဆိုတော့ပုံစံမျိုးကောင်းလေးတယောက်ရောက်လာတယ် မြန်မာနိုင်ငံကနေပြီးတော့ထိုင်းကိုရောက်လာတဲ့မျောလင့်ချက်တကြီးနဲ့ပြီးတော့ဒီမှာသူကြုံလိုက်ရတဲ့အတွေ့အကြုံတွေတော်တော်ခါခါသေးသေးကြုံရတဲ့ဟာတွေကိုကျွန်တော်ရိုက်လိုက်တယ်။ဆရာသဘောကျတယ်။ဆရာသဘောကျတော့သူကကျွန်တော် offer လုပ်တယ်။သူ့မှာ project တွေရှိတယ်။ project တွေရှိတယ်။ဒါလုံမလားဆိုပြီးတော့ပြောတော့ဒါကျွန်တော်စောင့်နေတဲ့အခွင့်အရေးပဲ။ကျွန်တော်ချောင်းနေရလေ။အခွင့်အရေးတစ်ခုရအောင်အမေရဆုတ်ကင်မယ်ဆိုပြီးတော့ကျွန်တော်လည်းလုံမယ်။အဲ့ဒါနဲ့သူကဆရာက ဘန်ကောက်မှာမနေဘူးသူကမဲဆောက်မှာနေတယ်ချင်းမိုင်မှာနေတယ်ဒါဘန်ကောက်ကိုကျတော့တင်တန်းရှိလို့လာပြီးတာအဲသူကအဲ့လိုမျိုးအဲ့တော့သူကသူမဲဆောက်မှာပြီးသွားပြီမို့လို့ချင်းမိုင်မှာသူတင်တန်းတစ်ခုလုပ်မယ်ဒါပေမဲ့ဒီတင်တန်းကျတော့ရှေ့မယ်အဲသူပြောချင်တာကတော်တော်ကြာကြာအကြာကြီးတင်မှာကွာဒီဒီပုံစံမျိုးတင်မှာဒါလိုက်ခဲလို့ရလားဆရာကူပေးလို့ရလားအာရတာပေါ့ဆရာအဲအဲ့ချိန်မှာကျွန်တော်ရောင်းနေတဲ့ဒီ online ကနေဈေးရောင်းနေတဲ့ဟာလေးကအလောက်ကဖြစ်နေတယ်ကြာပြောမယ်ဆိုရင်တဖြည်းဖြည်းချင်းလေပတ်လာပြီ တဲ့မှာ तू ကလည်းဖြည်းဖြည်းချင်းကိုကသာလှုပ်ချင်သလိုလိုမလှုပ်ချင်သလိုလှုပ်နေတာ तू ကသူ့အနေနဲ့သူပြမြန်မာစားသာလေးတွေဒီဈေးလဲတန်နဲ့ပို့လဲပို့ပေးရဆိုရင်ရတာပဲလေရောင်းနေရတာပဲရောင်းနေရတာပဲဆိုအမျက်တော့မရသေးဘူးပေါ့နော်ဒီပစ္စည်းကုန်မာတယ်အသက်ထမှားတယ်အဲ့လိုမျိုးနဲ့အဲ့ तू ကလိုက်မလားဆိုတော့ကျွန်တော်လိုက်ချင်တယ်ကျွန်တော်ဘာမှမမေးလိုက်ဘူးကျွန်တော်ဘာရမှာလဲဘာလဲညာလဲဘာဆိုဘာမှမမေးဘူးဆရာကျွန်တော်တခုတော့ စီစဉ်ပေးရမယ်ကျွန်တော်နေဖို့စားဖို့တော့စီစဉ်ပေးစရာကျွန်တော်ကြံတာပြဿနာမရှိဘူးကျွန်တော်အဓိကအတိရိုက်ကူးရေးလုပ်နေရပျော်တယ်လို့ကင်မရာကင်နေရပျော်တယ်ကင်မရာနဲ့ပတ်သက်တဲ့ဟာတွေလုပ်နေရတယ်ပြဒီအဝတ်တွေလုပ်နေရပျော်တယ်ပေါ့အဲ့ဒါဟုတ်ပြီအာသဘောတူလိုက်တယ်သူကကျွန်တော်ကိုနေဖို့စားဖို့ထောက်ပံ့မယ်ကျွန်တော်သူစီသွားရမယ်ဒါပေမဲ့အဲ့ဒီကိုမသွားခင်မှာသွားဒီဘန်ကောက်မှာကျွန်တော်ကိုဒီ test လုပ်တဲ့သဘောမျိုးနေမှာပေါ့ဗျာကျွန်တော်ဒီရိုက်ကူးရေးလေးလောက်ရဥမာဒီ စာပေဟောပြောပွဲတို့ပါဘူးသူကနိုင်ငံရေးသမားကိုအဲ့ချင်းနိုင်ငံရေးသမားတွေကနာမည်ကြီးတယ်လေတဲ့မလားဒီမှာစာပေဟောပြောပွဲသွားရတာတို့မှာထားပါတော့ဗျာဒီဘန်ဘောဈေးမှာဒီတောင်ဆန်းစုကြည်မွေးနေ့ဒိုင်းဖလားပွဲမှာဟောပြောပွဲသွားတာတို့ပါလို့ဆိုတော့အရေးတော့ဘုံအောင်ရမီဘာညာဆိုရင်ပျော်တယ်ဗျာအာကျွန်တော်အဲ့မှာလိုက်ပြီးတော့ကင်မရာတစ်လုံးနဲ့ record လိုက်ယူပေးရတယ်အကြောင်းသူကကျွန်တော်ဘာမှမပြောဘူးကင်မရာတစ်လုံးပေးလိုက်တယ်သူ့ကိုရိုက်ပေးပါအစင်ပြောင်းရိုက်ပေးပါ အဲအဲ့တော့ကျွန်တော်ကလောရမယ့်ဟာတွေဗျဒီရိုက်ရမယ့်ရှူဒေါင်းတွေရှုွက်တွေရိုက်သိမ်းရိုက်ထက်တဲ့ဟာတွေပြောရမလို့လောရမယ့်ဟာတွေအကုန်လုံးဘောင်ထဲရတယ်အကုန်လုံးစီစဉ်တကြလုပ်ထားတယ်သူပေးလိုက်တယ်ပြီးရင်ကျွန်တော်ဒီမှာဒီအိုးစားတွေပါရိုက်တယ်ဒီကွန်ဒိုကြော်ညာတို့ဘာတို့ပေါ့နော်အဲ့လိုမျိုး TVC TV commercial ပုံစံမျိုးတွေလည်းရိုက်တယ်ပြီးရင်ကျောင်းပြောတာ project တွေအတွက်ကြီးရဥမာဗျာစစ်ကွန်ဒီ simulation company ပုံစံမျိုး company ပုံစံမျိုး simulation company ဆိုတာဒီဇက်တိုက်ဖြစ်သွားတာ ဇက်တိုက်ပြဒီလူတယောက်အကြောင်းကိုပဲဒီလူတယောက်အကြောင်းဒါမှမဟုတ်ဒီတငယ်ချင်း၄၅ယောက်ရဲ့အကြောင်းကိုပဲဇက်တိုက်ရိုက်သွားတာသူတို့တွေငငယ်ကနေကြီးသွားတဲ့အထိအဲ့လိုမျိုးဥမာဒီနိုင်ငံခြားရုပ်ရှင်ဆိုရင်နာမည်ကြီးရပြ Friends Friends ဆိုရဲကားဆိုရင်သူကစစ်ကွန်အထက်ကသူငငယ်လေးကနေကြီးရဲရိုက်သွားတာအဲ့အဲ့အတားတွေပဲသူတို့လည်းအဲ့မှာရိုက်နေတလန်းနဲ့ကြီးသွားတာသူအဲ့လိုပုံစံမျိုးရိုက်ချင်တာဆရာသူပြောတဲ့ပုံစံတော်တော်မိုက်တယ်ပြကျွန်တော်လည်းသဘောကျတယ်ကောင်းတယ်ဆရာလို့ဟာတွေ့ပြီကွာလို့ရင်ငါတော့ရေတွေနဲ့ကြာတယ်အဲ့မှာ ။အဆရာကလည်းပြောတယ်။ဒါရက်ဆရာတိတ်မရိုက်နိုင်တော့ဘူး။အဲကြောင့်မင်းရိုက်။ငါကျန်တာတွေမင်းကိုပြောပြပေးမယ်ပေါ့နော်။ तू ကကျွန်တော်ကို guide လုပ်ပေးမယ်ဗျာ။ကျွန်တော်လိုချင်တာလည်းအဲ့ဒါပဲလေ။ကျွန်တော်တရားဟုတ်ကနေပြီးတော့ control လုပ်ပြီးပြောပြတဲ့ဟာကိုလိုချင်တာ။ဟုတ်ရင်ကျွန်တော်ဗျံပဒါပြက်လာ။ဗျံပဒါဆိုတာဗျာဟိုကိုလှုပ်ချင်လို့တော့လှုပ်နေရပါတယ်လှုပ်နေမှမသိဘူးအဲ့လိုမျိုး guideline ကောင်းကောင်းပေးမဲ့လူတယောက်လိုတယ်။ဟုတ်ပြီအဲ့မှာဆရာနဲ့ကျွန်တော်နဲ့ဒီပြသွားပြီးတော့ကျွန်တော်ချင်းမိုင်ကိုသွားတယ်။ချင်းမိုင်ကိုသွားတော့ဆရာလက်မှတ်ပို့ပေးလိုက်တယ်။ဟာ ကျွန်တော်ချင်းမှရောက်သွားချင်းမှရောက်တော့ဒီပထမတလားလောက်က easy ပဲဟောပါ project ကမစသေးဘူးဘာလို့ဆိုတော့သူကဟိုရောက်ချင်းမှပြတန်းလို့လို့ရတဲ့အဲ့လိုမျိုးမဟုတ်လေဒါတွေကဒီအလုပ်တွေကကြာတဲ့တည်တယ်အဲ့ကျွန်တော်လမ်းလျှောက်တယ်လမ်းလျှောက်တဲ့နေရာတွေလိုက်ကြည့်တယ် location scout လုပ်တယ် location တွေ scout လုပ်တယ်အဲကြားထဲမှာဥစားသွားလိုက်သေးတယ်အမဲဆိုင်တစ်ခေါက်သွားလိုက်သေးတယ်ဒါကြတော့တခြားဒီရိုက်ကူးနဲ့မဆိုင်ဘူးဆရာကိစ္စပဲ တော့ဆရာကကူညီပေးတာအဲအဲ့မှာသူဆရာစီမှာအကောင်လေးတယောက်ရှိတယ်။ကောင်လေးတယောက်ရှိတယ်ဆိုတော့ तू तू ခေါ်ရတာညီလေးတယောက်ရှိတယ်။ तू तू နာမည်တော့ပြောတော့ပါဦး။အဲ့ညီလေးကိုဘာလို့ခေါ်ရလဲဆိုတော့ तू ကဥစားလုံးမှာ။ तू ကအတားလုံးမှာ။ तू မင်းသား။အဲဆရာလည်းပြောမှမဆိုရင်ဥစားကလစုစုနေတာဗျာတယောက်ချင်းစီတယောက်ချင်းစီကောလက်လိုက်လုံတာ။ तू အဲ့မှာ तू တင်တန်းနေဖွင့်နေအဲ့ဒီထဲမှာ तू ကြိုက်တဲ့လူပေါ့နော်။ ဒီ potential ကောင်းတဲ့လူအဲ့ဒါမှာဆက်ရထက်တဲ့လူအရန်ရှိရဲ့လူအဲ့လိုလူမျိုးတွေသူကရွေးရွေးပြီးတော့ခေါ်တာ။မဟုတ်ကောင်းလေးဆိုရင်သူကရန်ကုန်ကနေသူခေါ်တာ။ရန်ကုန်နဲ့ခေါ်ပြီးတော့သူကချင်းမိုင်မှာထားတာ။အာပြီးတော့သူနဲ့ကျွန်တော်နဲ့ဟိုသူကဆုံပြီးတယ်။အာချင်းမိုင်နှစ်ယောက်တွေ့ကြအမိတ်ဆက်ညကျွန်တော်မနေ့အစောရောက်တော့အဲ့ညီလေးပဲလာကြိုတာပါ။အာချင်းမိုင်မှာအဲ့ခန်းမှာကျွန်တော်အခန်းတစ်ခန်းပေးတယ်။ဆရာအခန်းတစ်ခန်းတေချာလုပ်ပေးတယ်။နေဖို့စားဖို့စားဖို့အဲ့မှာတယောက်ရှိတယ်။ ကျွန်တော်တို့ဒီဆက်စားခြင်းမှာအကြအလုံးအဆင်ပြေပြီးချောမွေ့နေဗျာတဲ့မှာ drink come true ဗျာခင်ဗျအိမ်မကြီးကတကယ်ဖြစ်လာတာအာသူပြောရရှင်လေဒါမင်းက director ဖြစ်မှာတော့သဘောကျတာကျွန်တော်မင်းကဘာမှပြောကြမလို့ပဲねမင်းရိုက်လာတယ်။ तू ကဟိုဥစ္စာမှာသဘောကျသွားတာဒီမြန်မာချင်းချင်းကူညီရမှာပဲဆိုတဲ့ဟာကိုသဘောကျသွားတာအဲ့ short film မှာကျွန်တော်တို့ဒီ तू ဘာမှမပြောဘူးဗျာဘာမှကိုမပေးတာကျွန်တော်တို့ဘာနဲ့ရိုက်လဲကျွန်တော်ဖုန်းနဲ့ရိုက်တာ ဒီဖုန်းတစ်လုံးနဲ့နဲ့ရိုက်တာ recording တော့မှ recording twin မှုအတွက် mic တော့မပါဘူးဗျာဘာမှမပါဘူးဒီဖုန်းနဲ့ပဲရုပ်ွက်တွေရိုက်လိုက်တယ် recording တွေလုပ်တယ်ကျွန်တော်အဲ့ဒါတွေအကုန်လုံးကျွန်တော်ပဲလုပ်သွားတာဟိုကျန်းလူတွေကူညီတယ်သူကအဲ့ဒါအဲ့ဒါကိုသဘောကျတာဒါကျွန်တော်ဟိုလိုမျိုးကြီးကိုယ့်အကိုမျှောက်ပြီးပြောတာမဟုတ်ဘူးဗျာတယ်မလားဘာဖြစ်လို့ तू อ่ะအဲ့လိုမျိုး selection တွေရွေးထားလဲဆိုတော့ပြောပြတာအဲ့ဒီခုနက तू ရွေးရတဲ့ညီလေး selection កောင်လေးက तू နဲ့တူတူရွေးခံရတဲ့တယောက်ရှိတယ်တိုက်ပြတ်ကအောင်မြင်ပါပြီ အဲ့ကျောက်ကဘာဖြစ်လဲဆိုတော့ပိုင်နခွန်အဲ့ဒါပိုင်နခွန်နဲ့တန်းနဲ့တက်လာတဲ့ကောင်းလေသူတို့ဒီဘယ်လိုပြောမလဲသူတို့လည်းကျွန်တော်လူမျိုးပဲပေါ့ဒီတန်တန်းတစ်ခုကနေတက်လာတာသူတို့ကျတော့တရုတ်ဆောင်တန်တန်းကနေပြီးတက်လာဆရာဇညုံတွေပါရေးတာကောင်းတာဟုတ်ဒါဇညုံတွေပါရေးတာကောင်းတယ်ဆိုတော့ဘယ်လိုမျိုးပါဘယ်လိုပြောမလဲမြန်မာရုပ်ရှင်ဆိုတော့မြန်မာဇလန်းပေါ့အဲ့လိုမျိုးပေါ့အားနဲ့ကျွန်တော်တို့ညီလေးနဲ့ကတော့တော်တော်ခင်ပါတယ် အမမဲဆိုင်လေးပါလေသွားမှန်တရားလေးပါလျှောက်လဲပြီးပြန်လာပြန်လာပြီးတော့ကျွန်တော်တို့ကဒီကိုဘာတွေလုပ်မလဲဆိုတဲ့ဟာပြောနေအဲ့ချိန်မှာကျွန်တော်တို့ရဲ့ project ကဆရာနဲ့ကျွန်တော်နဲ့ project ကပါလဲဆိုတော့ကျွန်တော်ကအဲ့မှာဒီချင်းမိုင်မှာချင်းမိုင်မှာဖျားစီတွေရှိတယ်အဲ့ထဲကဖျားစီတွေထဲမှာလက်ရည်တွေကဟိုးရင်လက်ရည်တွေမှာဆိုရင်ကျွန်တော်ဒီမြန်မာမှုတွေလွှမ်းမိုးနေတဲ့လက်ရည်တွေအများကြီးရှိတယ်မြန်မာနိုင်ငံကကျူးကျော်စစ်တွေပါလုတ်ခဲ့သေးတာ哦အပမှာ တင်မလားအဟိုးရင်တော့ဆိုဒီဘယ်လိုမှသူတို့ဒီ thai ရှေ့ရဆိုသူတို့ခေါ်တာလာနာလူမျိုးလားလာမာလာနာလို့ထင်တယ်နော်ကျွန်တော်မှားကောင်းမှားနိုင်ပါတယ်ကျွန်တော်လည်းသိမှတ်မိတော့ကျွန်တော်လည်းတမိုင်းဆရာမဟုတ်ဘူးဆိုတော့ကျွန်တော်အဲ့ဒီ CD တွေကိုလစ်လာတာပြောအောင်စင်ဗျာသတိထားကြည့်ရင်မတူသူတို့ကဒုတယ်လေအစဒီရှေဟောင်းအဲ့ဒီမှာရှေဟောင်းကဆရာကြီးတယောက်ရှိတယ်ရှေဟောင်းသူတေသနာဌာနကဆရာကြီးတယောက်ကိုသွားခေါ်တယ်ဆရာကားစီးငှားပြီးတော့ကျွန်တော်ကားမောင်းဆရာတို့လည်းကောင်းတယ်ဗျာကျွန်တော်တို့လည်းကောင်းတယ် ကျွန်တော်ကဆွဲဆုံရတယ်ဗျဆွဲဆုံရဆိုဘယ်လိုမျိုးကြွယ်တာမျိုးမဟုတ်ဘူးသူဥမာကားမောင်းပြီးသွားမယ်ဆိုရင်လည်းကားနှားလိုက်ရတယ်ကျွန်တော်ကားကားမောင်းတတ်တယ်ကျွန်တော် license တွေပါလည်းလုတ်ထားပေးတယ်ကျွန်တော် license ရှိတယ်ကိုယ့်ကိုရောက်တော့ကလုတ်ထားရရှိတယ်ဆိုင်ကယ်လာရတယ်သူကပြောတယ်ပါတယ်ဆိုင်ကယ်နဲ့သွားတင်တယ်ကွာဆရာဆိုင်ကယ်နှားလိုက်တည့်ရဘလောက်မှမရှိဘူးကျွန်တော်ဆိုင်ကယ်သွားနှားတယ်ဆရာတင်တယ်ပြီးကျွန်တော် location လိုက်ကြည့်လမ်းကြားလေးတွေအစားအသောက်မှာလိုက်ကြည့်သူကသဘောကျချဲမိုင်းဆိုတာဘယ်လိုနေရာမျိုးအဲသူကပြောပြအဲတဲ့ပါ ဟောဒီအမှုပညာသမားတွေအချင်းမိုက်မှာနေတဲ့နယ်ဆိုရဲပုံစံမျိုးလေးရစားပါတယ်ဗျအဲအဲ့မှာနေဖို့စားဖို့ကိုကြတော့ဆရာပေးတာလေသမင်းကကျွန်တော်ဆိုင်မှာစားတယ်ပထမပထမကအောက်မှာဆရာစီမှာဘာလို့ရှိသေးလဲဆိုတော့ဒီသွားဦးစားတခြား service တွေလည်းလုပ်ပေးတယ်ဒီ CM နေကိုဘယ်လိုပြောမလဲဦးစား service တွေပေါ့ဒီ visa တွေပါလုပ်ပေးရတာ ဗီဇာလောက်ပြီးရဆိုတော့ဗီဇာတုံးထုပြီးရပါညာမျိုးတော့မဟုတ်ပါဘူးသူလမ်းကြောင်းလေးပြောပြတာပေါ့အဲလိုမျိုးအဲကိစ္စလေးလုပ်တယ်ဒါကတော့သူစီးပွားရေးပါလူတိုင်းတော့စီးပွားရေးလုပ်အောင်ပါပဲလေဒီကျွန်တော်အမှုပညာလောက်ကတော့တတ်တတ်ပဲခုနရှေဟောင်းကဆရာကြီးတယောက်နဲ့ဆရာရယ်ကျွန်တော်ရယ်၃ယောက်ကားတစ်စီးနဲ့တပတ်တပတ်လောက်ရှိမှာဟုတ်တယ်တပတ်လောက်ရှိပထမအဲကားနဲ့ကျွန်တော်ကမဲဆောက်သွားမလို့ဒါမဲဆောက်မသွားဖြစ်ဘူးကျွန်တော်ကဒီအဲချင်းမိုင်မှာပဲဒီလမ်းဖုံးတို့ဘာတို့ဘက်ကိုသွားတာ ချင်းမန်ကနေပြီးဟိုဘက်နဲ့ဆက်သွားလမ်းဖုံးဆိုတာရှိတယ်။အဲ့မှာကျွန်တော်တို့ဒီဖျားတွေလိုက်ရှာတယ်ဗျာဒီအဲ့ဒါတွေကကျွန်တော်တို့ဒီတာမန်လူဆိုရင်တော့သတိမထားမိဘူးဗျ။သူတို့ကြတော့ရှေးဟောင်းကလူတွေကြတော့တတိထားမြော်ဒီကနှုတ်လေးတွေအားစဒူးတယ်တွေကဘလို့ထုံကြောက်ကဘဲကြောက်နဲ့တဲထားတာသိမလားဘဲနိုင်ငံဆိုရင်ဘဲကြောက်သုံးတယ်အဲ့ဒါမျိုးလေးတွေဆက်နည်းနည်းပါတာပေါ့တိခွင်းရတာပေါ့အဲ့မှာဆရာအဲ့ဒါကို documentary ရိုက်မှာကျွန်တော်စရိုက်ပြီးစရိုက်တော့မိုးရွာတယ်မိုးမိုးတွေပါတွေကရွာတယ်ဗျာသူကလည်း သူဝယ်လာတဲ့ပစ္စည်းအကုန်လုံးကျွန်တော်ပေးထားလိုက်တယ်ရော့ဒီမှာမင်း tripod တွေကင်မရာတွေမင်းလိုက်ရဒါပေမဲ့အဲ့အဲ့တုန်းကကျွန်တော်ကစပြီးတော့ရိုက်တာမဟုတ်ဘူးအစမ်းပဲ scout လုပ်တယ် location scout လုပ်တယ်နည်းလိုက်ကြည့်တယ်အဲ့ဒါလေးကိုပဲနည်းနည်းရုပ်ကလေးနဲ့ယူရတဲ့သဘောလောက်ပဲပြီးရင်နောက်ထပ် program တစ်ခုကွာပါလဲဆိုတော့ကျွန်တော်ကဥပမာခုနကျွန်တော်ပြောတဲ့လမ်းဖုံးဝင်သွားတယ်ဆိုတဲ့နေရာမှာလမ်းဖုံးမှာဖျားเจ้าခုရှိတယ်ချတ်เจ้า Christian တော့ကချင်းနေအဲ့เจ้าမှာ မြန်မာနိုင်ငံကစပင်းရှောင်ပြီးတော့ရောက်လာတဲ့ခလိအများကြီးရှိတယ်။သူကအဲ့မှာဘာလုပ်ပြီးမလဲဆိုတော့သူကခုနကျွန်တော်ချင်းမိုင်မှာတင်တန်းဖွင့်မယ်ဆိုတဲ့ဟာအဲ့ဒါသူကခလိတွေကိုဒီ flame making နဲ့ပတ်သက်ပြီးတော့သူကဒါပဲလုပ်တတ်တာဆိုတော့သူကဒါကိုပဲလာပြီးတော့ပြောမှဆိုပညာမျိုးစေ့ချတယ်ပေါ့နော်။ဒါအဲ့လိုခေါ်မှာပေါ့ပညာမျိုးစေ့လိုက်ချပြီးတော့သူကဒီတင်တန်းတွေ free လုပ်ပေးတယ်။အဲ့တော့အဲ့မှာတင်တန်းတစ်ခုလုပ်မယ်။ သွားကြမယ်ဆိုကျွန်တော်အဲ့လမ်းဖုံကိုရောက်သွားတယ်လမ်းဖုံကိုရောက်သွားတယ်လမ်းဖုံမှာသွားပြီးတော့အဲ့ဒီ church ကျောင်းမှာပေါ့နော်ဆရာတယောက်နဲ့တွေ့တွေ့တယ်ဆရာပုံဆုံးဆိုတာဆရာပုံဆုံးတို့ဆရာမပေါ့ကြတို့ဒီကချင်နေအဲ့အဲ့ဖျားကျောင်းအဲ့ church ကျောင်းကိုကျွန်တော်ရောက်ပြီးတော့ church ကျောင်းလေးကတော်ကောင်းပါတယ် church ကျောင်းလေးကိုရောက်ပြီးတော့အဲ့မှာဆွေးနွေးကြတယ်ဆရာကနေပြီးတော့သူကဒီမှာသင်တန်းပေးမယ့်အကြောင်းသင်တန်းတော့မှရေကိုသင်တန်းပေးမှာမဟုတ်ဘူး ကျွန်တော်ဒီ clay တွေဥသမှာဗာစိတ်ဝင်စားရလဲ clay ရလဲများတယ်ဗျဒီသူတို့ကအဲ့မှာ G တီတက်နေကြတာ G တီတက်နေကြတာ clay တွေကဘာလို့ဒီတက်မှာကျောင်းကပြီးအောင်ဆက်တက်လို့မရတော့ဘူးဒီအတိုင်းပဲပြီးရင်စစ်ဖြစ်နေတယ်စစ်ကတော်တော်ဆိုးဆိုးဝါးဖြစ်နေတော့ဘယ်မှာမှအဆင်မပြေဘူးအဲ့တော့သူတို့ကကျောင်းကပြီးအောင်ဆက်တက်မယ်ဆိုရင်ဒီ G တီဆိုတာရှိတယ် G တီတက်ပြီးသွားတော့မှ G တီအောင်သွားတယ်ဆိုရင်ညဒီကျွန်တော်ကဒီ time မှာတခြားအကူတူတစ်ခုခုထပ်ပြီးရှောက်လို့ရတာပေါ့နော် အဲ့လိုအဲ့လိုမျိုးကလေးရှိရယ်အဲ့ကလေးကိုကျွန်တော်က training ပေးမှာအဲအဲ့ရနေအဲ့လိုနဲ့ကျွန်တော်ကဘန်ကောက်ကနေချင်းမန်ကိုရောက်တယ်ချင်းမန်ကနေလမ်းဖုံးကိုရောက်တယ်ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲအိမ်ကနေထွက်သွားတဲ့လူတိုင်းရဲ့စိတ်ထဲမှာအိမ်မက်တစ်ခုပဲရှိရယ်အချို့ကမိသားစုအတွက်အချို့ကအနာဂတ်အတွက်ဒါမဲ့နှစ်တွေကြာလာတဲ့အခါမှာအဲ့ဒီအိမ်မက်ကအများကြီးထပ်တူကြာတော့ပါဟုတ်ကဲ့ ဒါတော့အရင်မြေချားစကားတည်းများပါမိတ်ဆွေတို့လည်းမိတ်ဆွေတွေရဲ့ခံစားချက်တွေကိုပြန်လဲဝေမျှပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်ဗျာကျွန်တော်ရဲထွန်းကြပါနားဆင်ပေးကြတဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ